ထိုင်းနိုင်ငံမှာမေလတရက်ကစပြီးနိုင်ငံတော်အနိုင်ဆုံးတရက်လောက်ခါကိုပလီယာအထိတိုးမြင့်ပြီးသွားမယ်လို့အလုံတမားရေးဝန်ကြီးဖိဖက်ရချာကစ်ပရာဂန်ကကတိပြုခဲ့ကြောင်းဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။မလာ26ရက်ကလွှတ်တော်တွင်စကားစစ်ထိုးပွဲအတွင်အတိုက်ခံပြည်သူ့ပါတီလွှတ်တော်အမတ်တိရိကန်ယာတန်ဆာကူလ်ကဖြူတိုင်းပါတီအား2023ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်ကတိပြုထားတဲ့အနိုင်ဆုံးတရက်လောက်ခပလီယာမြင့်တင်ရေးကိုအကောင့်တွေဖော်ဖို့ပြက်ကွက်ခဲ့ကြောင်းဝေဖန်ခဲ့ပါတယ်။အဲ့ဒီကတိကနိုင်ငံရေးအကျိုးအမြတ်အတွက်လူထုကိုလိန်ညာခဲ့တာဖြစ်ပါတယ်လို့တိရိကန်ယာကပြောပါတယ်။ ယ်ဝင်ကြီးချုပ်ပြည်ထောင်နိုင်ရဲ့အစိုးရအဖွဲ့စတင်တာဝန်ထမ်းဆောင်ခြင်းကစပြီးစီးပွားရေးလုပ်ငန်းတွေပိတ်သိမ်းမှုဟာ၁၇ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ Mrs. Terry Kaya ကပြောကြားခဲ့ပါဗျာ။ အဲ့ဒီနောက်လုပ်ငန်းတစ်တွေမှတ်ပုတ်တင်တာဟာလေးရခိုင်နှုန်းသာမြင့်တက်လာခဲ့တယ်လို့သူကပြောပါရယ်အလုတ္တမအများပြားဟာရောကျိအနေငယ်နဲ့အလုတ်ကထုတ်ပယ်ခံခဲ့ရကြောင်းလဲ Mrs. Theory Gaia ကဆက်လက်ပြောကြားခဲ့ပါရယ်မေလာတရက်မှာကြောက်ရွံ့တဲ့အလုတ္တမနေ့အတွက်နိုင်ငံလုံးဆိုင်ရာလုခလာစာညှိနှိုင်းရေးအတွက်နောက်တစ်ဆင့်ကိုဆုံးဖြတ်ဖို့အမျိုးသားလောကကော်မတီအားစောင်းခရန်ရေကစားပွဲတော်မတိုင်မီတွေ့ဆုံမှာဖြစ်တယ်လို့ Mr. Feedback ကမတ်လ26ရက်မှာတုတ်ပြန်ပြောကြားခဲ့ပါရယ်တရက်ကိုအနေဆုံးလောကပလီယာတုံးမြင့်ပြီးမဲ့အစီအစဉ်ကိုဖူခန်ချောင်ပူရီရာယောင်ခြားချောင်စာဝင်ခွတ်စမူရီတို့ ့မှအရင်နှစ်အစောပိုင်းမှာစတင်အကောင့်ထည့်ပေါ်ခဲ့ပါတယ်။အခြားနေရာတွေမှာပြည်နယ်အလိုက်338ဘတ်မှ380ဘတ်အထိနေစားလိုအပ်ကနှုန်းထားပြီးသတ်မှတ်ထားပါတယ်။ အလုရှင်တွေကတော့နိုင်ငံတဝန်းစီးပွားရေးအခြေအနေကွာခြားမှုကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့အနေဆုံးနေစာလဝကကိုနှုံးတာတစ်ခုတည်းနဲ့တတ်မှတ်ထားတာဟာလက်တွေ့မကျကြောင်းဇောရကတက်ခဲ့ကြပါတယ်။လဝကအပြောင်းလဲကြောင်းထိုင်းစီးပွားရေးရဲ့ကြော်ရိုးဖြစ်တဲ့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများ SME ကဏ္ဍရှိအလုသမား9သမ8တန်နဲ့အလုရှင်9သိန်းကိုတက်ရောက်စီးလိမ့်မှာဖြစ်တယ်လို့ Mr. Feedback ကပြောပါတယ်။အခြေခံလောကလှစတိုးမြင့်တာဟာအသေးစားလုပ်ငန်းတွေအတွက်ဝင်ပြီးစီနိုင်တာကိုသိရှိနားလည်ထားကြောင်း အဲဒါကြောင့်အစိုးရဟာလုပ်ငန်းတွေထိခိုက်မှုကိုရှင်းချဖို့နီလန်းနေရှာဖွေနေကြောင်းဖိဘက်ကပြောကြားခဲ့ပါတယ်။အစိုးရရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်နှုတ်ထဖြစ်တဲ့300ခန်းလုံးကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပြီးရလတ်အနေနဲ့အချို့လုပ်ငန်းတွေဟာဝင်တော့ဝင်ပို့တွေကိုရှင်းချဖို့မတူကွဲပြားတဲ့လောက်ခလာစားတွေကိုတတ်မှတ်ဖွယ်ရှိတယ်လို့မစ္စတာဖိဘက်ကပြောကြားခဲ့ပါတယ်။